်သက်များရှင်တဘာဝအရင်းမြစ်များစွာတရှိရာကျမတို့ရဲ့မြန်မာနိုင်ငံမှာတဘာဝပတ်ဝန်းကျင်ကိုအနည်းဆုံးထိခိုက်စေတဲ့စီးပွားရေးလုပ်ငန်းဟာအရေးပါလာတဲ့အခန်းကဏ္ဍတစ်ခုမှာပါဝင်နေပါရဲ့စီးပွားရေးခွင့်လန်းများစွာပေါများနေတဲ့အလုပ်တစ်ခုဖြစ်လို့တဘာဝနဲ့ညီညွတ်ပြီးလူသားများရဲ့ဘဝအမောများအားလုံးကိုဖြည့်ဖြောက်ပေးနိုင်တဲ့လုပ်ငန်းကတော့ခီးတွားလုပ်ငန်းပဲမဟုတ်ပါလားရှင်ခီးတွားလုပ်ငန်းဟာစီးပွားရေးအတွက်သာမကအ လူမှုရေးယဉ်ကျေးမှုနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုတို့တွေမှာလည်းအရေးကြီးတဲ့နေရာတစ်ခုကနေပါဝင်လျက်ရှိနေပြီးဒေသခံပြည်သူများအတွေ့အလောက်ကင်ခွင့်လန်းများစွာကိုခံတီးပေးနိုင်တဲ့လုပ်ငန်းဖြစ်တယ်လို့ခီးသွွားလုပ်ငန်းကိုအခြေခံပြီးဒေသခံပြည်သူများအနေနဲ့မိမိတို့ရဲ့နေထိုင်ရာမြို့ရွာအရက်ဌာနေဒေသမှာတည်ရှိနေတဲ့ရိုးရာယဉ်ကျေးမှုအထင်ကရသမိုင်းဝင်နေရာများ ဟီးသွားခြင်းဟာဒေတာဒရဘူပတာများစွာကိုတိုးပါစေသလို စိတ်ပင်ပန်းမှုများအဲ့ဒီအရာများကိုအခုစားပေးနိုင်ဆုံးစေတလက်ကတော့ခီးသွားခြင်းပါပဲပြိတ္တများရှင်ဘလူးကျွန်းဆိုပြီးအမီနာမခေါ်တွင်ခြင်းနဲ့ပတ်သက်ပြီးအဆိုလေးရရှိကယခဒီပမုံလူမျိုးများအနယ်ဝင်လူမျိုးများမြူးပျော်ပွဲရာဘလူးကျွန်းဟူ၍မဲ့ခေါ်လာရာမှဘလူးကျွန်းရဲ့လို့ပြောင်းလဲလာခဲ့တယ်လို့ လေးလာမှတ်သားသိရှိကြရပါတယ်။ မြိုင်မြို့နယ်တစ်ဖက်ကမ်းမှာတည်ရှိပြီးဘလူးကျွန်းကိုမွန်တိုင်းသားလူမျိုးများကတကော့ခမိုင်းလို့ခေါ်ဆိုကြတယ်လို့တကော့ရဲ့အဓိပ္ပာယ်မှာကျွန်းဖြစ်ပြီးမွန်ဘာသာချမ်းဝင်တဲ့မင်းနန္ဒာပြို့မှာခမိုင်းကိုအကိုင်းခက်များတဲ့တစ်တပီရဲလို့ဆိုထားပါတယ်။ချောင်းဆုံမြို့နယ်ဘလူးကျွန်းဟာမြို့ပြင်းနဲ့မော်လမြိုင်ခရိုင်တန်လွေမြို့ဝတစ်ဖက်ကမ်းမှာတည်ရှိကအရှိနဲ့အနောက်၁၀မိုင်နှခါလုံးတောင်နဲ့မြောက် 16မိုင်လေးခါလို့ရှင်းလာပြီး area student မိုင်254.398ကျယ်ဝန်းပါတယ်။ချောင်းဆောင်မြို့နယ်ဘလူးကျွန်းမှာရက်ကွက်3ရက်ကွက်ကြေးရွာအုပ်စု44အုပ်စုစုစုပေါင်း58ရှိပြီးကြေးရွာပေါင်း88ရွာရှိပါတယ်။ကျောင်းရဲ့အရှိမလှပစွာစီးဆင်းနေတဲ့တန်တွေမြင့်တဲ့မော်လမြိုင်မြို့နယ်အနောက်ဘက်မှာမௌဒမပင်လယ်ကွေ့ တောင်ဘက်မှာဗင်္ဂလားပင်လယ်အော်နဲ့မြောက်ဘက်မှာမြစ်တန်တွေနဲ့ပေါင်းမျိုးတို့ကလှပကျင့်တယ်လိုက်ဖက်လို့ဆိုတာဘူးရင်ရဲ့ရှိနေပါတယ်။ရှေးတပင်ကြီးများနဲ့အောက်အုပ်ဆဆိုင်းစစီရီအတန်းလိုက်ဘာဝအတိုင်းလှပစွာကြည်ရှိနေတဲ့ချစ်သူလမ်းကြောင်းဒေသခံပြည်သူများရဲ့အဝတ်အကျဉ်းပြုမှုနဲ့ဆက်ဆံရေးပြည့်ပြည့်ကောင်းမွန်မှုတို့ကြောင့်ဖြစ်ခံပြီးပါတယ်။ ရင်ကဘလူးကျွန်းဟာရေလန်းခီးဖြစ်ဇက်ရင်ရင်နဲ့သာသွားလာလို့ရပြီးရက်စမီမရရှိခဲ့တဲ့အတွက်ဒေသဖွံ့ဖြိုးတိုးတက်မှုနေကွေးခဲ့ပေမဲ့လည်းလုံခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစက်မှုလက်မှုအတက်ပညာများအထိုက်ရောက်ထုံကားခဲ့သလိုဖြစ်ပညာတက်လူငယ်လူရွယ်များနဲ့နိုင်ငံပေါ်သစ္စာစောင့်တည်ယူသည်ကတိုင်းကျိုးပြည်ပြူနိုင်ငံအကျိုးပြည်နယ်အကျိုးလူမျိုးအကျိုးကိုစွန်းစွန်းတမန်ပေဘိုးထန်းဆောင်နိုင်တဲ့နိုင်ငံသားကောင်းရတနာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့အကျုံးပါပဲတန်လွင်တရားချောင်းစုံကိုဖျက်ကျော်ပြီးတာနဲ့မြေစီမြေနစ်ကောင်းမွန်မှုကြောင့်တမျောတခုစိမ့်ဆူတန်ဆွမ်းလှတဲ့နေကြခြင်းရဲ့အလှကတော့ ရေယာဒီနဲ့ဆောင်းရာဒီမှာ လာရောက်လည်ပတ်တဲ့ခီးသွားများကိုအဲ့ဝအချင်းပြုံးစွာကြိုးစုံနှုတ်ခွန်းဆက်စီမှာအမှန်ပဲဖြစ်ပါရဲ့ရှင်။ င်ရှိရာသို့သွားရလန်းတလျှောက်မှာစိမ့်စူตาရလှပတဲ့လေကွင်းနဲ့စပကင်းထဲမှာ ပနံတင့်စွာတည်ရှိနေတဲ့လင်းဆောက်တဲလေးတွေဟာတခြားကဘာငယ်လေးတစ်ခုကိုရောက်ရှိနေသလိုစွဲဆောင်လွန်လာပါရဲ့။မိုတိုင်းသားလူမျိုးများရဲ့ထိမ့်မဲ့တေဂီတာဖြစ်တဲ့ရွှေရောင်တဝင်းဝင်းနဲ့ဂုံအရှိန်ဝါအပြင်းနဲ့ရွှေဟင်းသာရုပ်ရဲ့ဟင်းသာရုပ်ရဲ့နန်းတော်ရှိကိုရောက်ရှိသွားသလိုဆန်းစားစီရပါရဲ့။ ရှင်းမြန်မာပြည်များလက်ထက်ကလေးကစာပေတင်ကြားမှုမှာအသုံးပြုခဲ့တဲ့ကြောက်တင်ပုံလုပ်ငန်းမြမလက်မှုစေးတယ်နဲ့တောက်ကောက်လုပ်ငန်း วเบคมาลงเนข้ามาลงเนี่ย ကြော်ကြားတဲ့မြမလက်မှုပစ္စည်းလုပ်ငန်းများကိုတနေရာတိုင်းတပြိုင်တည်းမှာလုပ်လာနိုင်နေဖြစ်ပါရဲ့ရှင်။ လေယာထုံးကားလာတာနဲ့အမျှဒေသရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့လေယာလုပ်ငန်းကိုခင့်တဲ့အညီရှင်မောင်တန်းနိုင်အောင်စက်မှုလေယာကန်တာကိုဦးစားပေးဆောင်ရွက်နေသလိုဒေသခံတောင်တူတချို့ကမြို့ဖလာအတိုင်းဒီဟော့စနစ်နဲ့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့လွားဖြစ်လဲထုံတဲ့ဒီလေးနဲ့ကောက်ဆိုင်သမားလေးများကဘုံတိုနဲ့ကောက်ဆိုင်စုတို့အသုံးပြုပြီးရှင်းဟိခင်တဘာဝအတိုင်းစောက်ဆိုင်တဲ့ဒီလေးကယနေ့ထက်တိုင်း လောက်ကင်ဆောင်ရွက်မည်စဉ်ဆိုတာကိုမိုးရာသီမှာငားရလည်တတ်မဲ့ခီးတော်များအတွက်ကတော့ဘူးအတိတ်ကိုပြန်လဲအောင်မိတန်းတာစီမဲ့ရှားပါလို့နဲ့မြည်ဝင်းပါရင်ဒေတာကံများရဲ့ပြောစကားအရဆရာဆန်ဟာလယ်သမားအရေးတော်ပုံမှာပါဝင်ခဲ့လို့ ဗြိတိရှအစိုးရကလိုင်းလံဖန်ဆီးပြီးတင်းရှောင်နေရတဲ့အချိန်မှာတမမူရွာမှာဆေးဆရာအဖြစ်လာရောက်ပေါအောင်နေထိုင်ခဲ့မှုတဲ့အတွက်ဆရာဆန်ကိုဂုဏ်ပြုတဲ့အနေနဲ့ဆရာဆန်ရုပ်ထုကိုတမမူရွာရဲ့ရွာအဝင်လမ်းတစ်ပင်းမှာထွေးထုတ်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါလိမ့်ရှင်။ရွာဝေလန်းတလျှောက်မှာစစီရီထန်းတဲ့အလှနဲ့ လှပစိမ့်စူตายာနေတဲ့လေတွင်းနဲ့တိမ့်ဆိုင်တိမ့်လိမ့်နဲ့ဖောက်အုပ်ထားသလိုတောင်ကုန်းပေါ်ရှိရာဘာစိုက်ခင်းကြစိတ်နှလုံးပဝင်အင်းချမ်းမှုဖြင့်ပြီးဥကြုံနေတာကတော့ကွန်ရိုက်ကြီးရွာပါပဲရွာအဝင်ဝမှာတောင်ကုန်းနဲ့ဖျားကြောင်းကန်မဟုတ်ဦးတက်ရှင်းตายာနေတဲ့လမ်းတစ်လျှောက်နဲ့ရွာရဲ့အချင်းကရဖြစ်တယ်လို့ရွာရဲ့ခုံးချက်တည်းဖြစ်တဲ့စိုက်ကမော့လေးစီးရဲ့မဟုတ်ဦးအဝင်သားမှာရှားပါးနေပြီဖြစ်တယ်လဲပင်ဟောင်းများနဲ့ ကာယအလှဆင်ထားပါတယ်။ဇေလီရောရဲ့အနောက်ဘက်မှာတရွာလုံးကိုလှမ်းမြင်ရပြီးကာယလှပတဲ့ရှုမြိုခင်းဝင်းရဲ့အလှစီကနေတိုက်ခတ်လာတဲ့လေနုအေးများကြောင့်ဖျားကိုအေးချမ်းစွာအဝတ်ပြုနိုင် ပွန်ရက်ကြီးရွာမှာမွတ်တိုင်းသားလူမျိုးအများစုသာနေထိုင်ကြစီဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ကိုးကွယ်ကရိုးရာနှက်ကားကြတဲ့ပြည်မျိုးရှိပါလေ။လာရောက်လည်ပတ်တဲ့ခီးသွားများဘေးကင်းလုံခြုံစွာမောင်းနေနိုင်ရဲ့အတွက် မော်လမြိုင်တို့ဆက်တွယ်သွားလာလို့ရတဲ့ရွာလို့ကတောင်စိန်စိန်မြတောင်အပိုင်းတောင်ဖြတ်လမ်းကိုမြေသားလမ်းကနေကတရာလမ်းအဖြစ်ဖွင့်လှစ်နိုင်တဲ့အချိန်မှာတော့ရွာလို့ကြီးရွာအပါဝင်ကြီးရွာပေါင်း19ရွာအင်ချီပေါင်း6630အတွဲမြားစွာအကျိုးပြုစေပါရဲ့ကလူရွာရှောင်းနဲ့လမ်းနဲ့တံတားများကိုမြေသားလမ်းခင်းခြင်းနဲ့တံတားလုပ်ငန်းများအပါဝင်တရေတောင်စွန်းလမ်းလမ်းတစ်ကို ဖွင့်လှစ်ပေးနိုင်တဲ့အချိန်မှာတော့မွန်တိုင်းသားလူမျိုးများဟာရိုးရာရင်ကျင်းမှုဆင်လာခြင်းမပြီးရာဇဝင်မှာစံတင်နောက်တဲ့ဘုံတပူကြီးမှာပြီးရင်ဘီရင်မများပေါ်ထွန်းခဲ့တယ်နှင်းကေတရာချစ်တဲ့သူရဲ့ကောင်းစာအုပ်မှာတောင်းလခုံအိမ်ဟာမုံသူရဲကောင်းတူဖြစ်တယ်လို့ချောင်းဆောင်မြို့နယ်ဘလူးကျွန်းတရေမြို့သားစာတိရဲ့လို့သိရှိကြရပြီးချောင်းဆောင်ဘလူးကျွန်းရှိတချို့လူငယ်တွေဟာမိမိကိုယ်ကိုမိတ်ဆက်ရမှာ ။ဘုရင်ရဲ့မိဖုရားကိုတော့ချီးမြှောက်ခံထိုက်တဲ့မုံသူရဲကောင်းလူကုန်းအိမ်ရဲ့ဝိယဇာတိဒရယ်မျိုးသားရဲ့တွေပါလို့ကောင်းယူဝင့်ကြွားစွာစားနောက်ကြည်စဲမိတ်ဆက်သားကိုကြည်ချင်အဖြစ်ချောင်းဆောင်မျိုးနဲ့ဘလူးကျော်ရှိပူငယ်တွေဟာမိမိတို့နေထိုင်ရာအရက်ဒေသရဲ့တမိုင်းရာဇဝင်ကိုစိတ်ဝင်စားဖွယ်ရာလစ်လာမှတ်သားထားတာကိုအထင်းသားမြင်တွေ့ရပါတယ်။ချောင်းဆောင်မျိုးနဲ့ဘလူးကျော်မှာဖာတာရီပြေရှင် မိုးပြင်းတမန်စီရီမင်းဟာပဲခူးကလျာဏီတိန်တော်ကြီးနဲ့အပြိုင်တနိုင်ငံလုံးမှာတိန်ပေါင်း900တိဆောက်ခဲ့ရမှာဘလူးကျုံးမှာတိန်လေးတိန်တိဆောက်ခဲ့တယ်လို့သိရှိခဲ့ရပြီးအခုအခါမှာတိန်သုံးတိန်သားကျန်တော့ကြောင်းကျန်ရှိနေတဲ့တိန်များကတော့မူနိုင်တိန်ဖျားကြီးကုန်းတိန်ကမာကေးတိန်တို့ဖြစ်ကြောင်းဒေသခံများထံကနေလေ့လာသိရှိခဲ့ရပါတယ်ချောင်းစုံအနောက်မြို့တော်မှာတည်ရှိနေတဲ့ ကိုကန်းကြီးဖရာနဲ့ကိုကန်းကြီးတစောင်းဟာသမိုင်းဝင်ထင်ရှားတဲ့အဆောက်အဦဖြစ်တယ်လို့မြစ်မတော်ကနေလမ်းမြုံကြည့်လိုက်ရင် Rainbow ဝယ်ရာစိမ့်ဆူအုံမိုင်းနေတဲ့တောင်ကုန်းတောင်တန်းအလှနဲ့ချောင်းဆောင်မြူရဲ့အလှကျွန်းတကျွန်းလုံးရဲ့အလှတမျိုးတစ်ခေါနဲ့နှပကြည့်တယ်ဆိုတာတွေ့မြင်ကြရပါလိမ့် ွေရာသီမှာဘလူးကျွန်းချောင်းဆောင်ကိုတွားရောက်လည်ပတ်မယ်ဆိုရင်ပင်လယ်ငါးဖန်းတဲ့အလုံနဲ့အသက်မူဝမ်းကြောင်းပြုတဲ့ဇီးကုန်းဒေသခံများရဲ့လူနေမှုဘဝနဲ့တဘာဝအတိုင်းတည်ရှိနေတဲ့ဇီးကုန်းကမ်းခြေကိုလည်းမဖြစ်မနေတွားရောက်လည်ပတ်သင့်ပါတယ်။ ောင်းစုံမျိုးနယ်ရှိမဟာကံကြီးမှာမြမတို့ရဲ့ရိုးရာပွဲတော်ကာလဖြစ်တယ်။ပတင်းကျွလမှာရိုးရာလေသပင်ပွဲတော်ကိုစီကားတိုက်မြက်စွာကျင်းပသလိုဒါအပြင်မြမနိုင်ငံမှာဘယ်နေရာပဲအရက်ဒီသားမှာမှရှိတဲ့ချောင်းစုံမျိုးနယ်ဘလူးကျွန်းမှာသာရှိတယ်။ဘုံရင်ဝင့်ကြွားစွာပြောရမယ်ဆိုရင် မတက်ကူအဖိတ်ဖို့ဖျားပွဲတော်ကိုဖျားပွဲကျင်းပတဲ့ရွာရှိအိမ်တိုင်းအိမ်တိုင်းမှာလာရောက်လည်ပတ်တဲ့ခီးသွွားဧည့်သည်များဟာမိမိတို့ရဲ့အဖိတ်မိတ်ဆွေအိမ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကြိုက်ရအိမ်မှာဝင်ရောက်တုံးဆောင်လို့ရတဲ့အကြောင်းကြည့်ရှုနေတဲ့ပရိသတ်များကိုသတင်းကောင်းပါလိုက်ပါစီရှင်မတက်ကူအဖိတ်ဖို့ဖျားပွဲတော်မှာထူးခြားမှုတစ်ခုကတော့မွန်တိုင်းသူလှပြူမှုမိမှုပြူများကမိမိတို့လူမျိုးများရဲ့ရိုးရာဝတ်ဆောင်ကို အပြည့်ထုံးဖွဲ့ဆင်းရင်ပြီးအလှဆင်ထားတယ်။ပြိုင်ပွဲဝင်လဲရင်ပေါ်မှာခံပန်းမူရနွဲ့နဲ့ကြကြော့ကလေးထိုင်ကလိုက်ပါစီးနေတဲ့မြင်ကွင်းကတော့လာရောက်လည်ပတ်တဲ့ခီးသွွားများရဲ့အမြင်မှာအထူးအဆန်းဖြစ်စေမှာဖြစ်တယ်။စတတ်တာမမေ့ရနိုင်စရာလှပလုံးရဲ့မြင်ကွင်းပါပဲ။ရာမညမြင်မှရက်ခဒီပဘလူးကျင်းဆိုတဲ့တီးသက်ရဝူးလင်းဟာနောင်နာကက်မှာယခုထက်မက တာယာဖွံ့ဖြိုးတိုးတက်အောင်မှဖြစ်တယ်လို့လာရောက်လဲပတ်မဲ့ခီးသွွားများရဲ့နှလုံးသားမှာစင်ချောရစွမ်းမက်ချင်ကြံပြီးတသက်တာမမေ့ရနိုင်စရာခီးစင်တစ်ခုအဖြစ်ထင်ကြံရစ်စီမှဖြစ်တယ်လို့ကြည့်ရှုနေကြတဲ့ပြိတ္တများကိုလာရောက်လဲပတ်ဖို့အတွက်ဖိတ်ခေါ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။